ားလုံးမင်္ဂလာပါခင်ဗျာ HKK YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကင်းဝင်မင်းကြီးဦးကောင်းကိုပါတော်မူတဲ့ကိစ္စနဲ့တွဲပြီးလူတီများကြပါတယ်ကင်းဝင်မင်းကြီးကို1822ခုနှစ်ကမွေးခဲ့တာမို့အသက်200ပြည့်ကနီးပေမဲ့သူတစ္ဆာဖောက်တာလားမြမပြည်ကိုတွဲထွက်တန်းယူဘေးကကယ်ခဲ့တာလားဆိုတာအခုအချိန်ထိညင်းနေစေဖြစ်ပါတယ်ခင်ဗျာဦးကောင်းဟာပါတော်မူအရေးအပြင်မြမပြည်ပြုပြင်ရေး နောက်တိုင်းနဲ့ဆက်ဆံရေးတုံးမြင့်ရေးတိဘောမင်းနန်းတက်ရေးကိစ္စတွေမှာအထူးကပါခဲ့တဲ့အပြင်ကနေ့အထိတရားရုံးတွေမှာလက်ကင်ပြုနေတဲ့မြမထုံတန်းဓမ္မတက်တွေကိုပြုစုခဲ့သူလည်းဖြစ်ပါတယ်။လန်ဒန်တော်နေ့စဉ်မှတ်တမ်းနဲ့ပြည်내နိုင်ငံတော်မှတ်တမ်းနေမိရကန်စတဲ့ပြုတ်ကပြသေးတွေကိုဆက်ဆိုခဲ့တဲ့ပညာရှင်လည်းဖြစ်ပါတယ်။ဥကောင်းကိုချင်းတွင်းမြေအနောက်ဘက်ကရွာကလေးမှာမွေးခဲ့ပေမဲ့သူ့ရဲ့ပညာအကြီးအကျင်းကြောင့် နန်းရဲမှာနေရာရလာခဲ့ပါတယ်။ငင်းနမီမောင်ချင်းကိုမောင်ကောင်းလို့နာမည်ပေးခဲ့သူကတော့သူ့ရဲ့တခင်မင်းတော်မင်းကြီးဖြစ်ပါတယ်။မင်းတော်မင်းကြီးကိုယ်တိုင်ပကံမင်းမိဖုရားဟောင်းတစ်ပါးနဲ့ဥကောင်းကိုနေရာချပေးခဲ့ပါတယ်။ကနာမင်းသားကြီးနဲ့ဥဖိုးလိုင်စတဲ့ပြုတ်ပြင်းရေလိုလားတဲ့အုပ်စုတွေနဲ့အဖွဲကြခဲ့ပါတယ်။မင်းသားကြီးလှုပ်ကြံခံရပြီးတဲ့နောက်နန်းရင်းပုံကံမှုတွေနှိမ်နှင်းရာကနေဥကောင်းဟာနာမည်ရလာခဲ့ပါတယ်။ ကင်းတဲ့အကောက်စခန်းတွေကိုစစ်ရတဲ့ကင်းဝင်ယာရုလည်းရလာခဲ့ပါတယ်1882ခုနှစ်မှာအင်္ဂလန်ပြင်သစ်စတဲ့အနောက်နိုင်ငံတွေနဲ့တန်တမာရေးဆွေးနွေးဖို့ဆက်လွခံရပြီးတဲ့နောက်ပိုင်းမှာဝင်ကြီးဖြစ်လာခဲ့ပါတယ်ဥရောပရောက်ပြီးတဲ့နောက်မြန်မာပြည်ခေတ်နောက်ကျကြံနေတာကိုတွေ့လာတဲ့အတွက်ပြုပြင်ဖို့သူစ조사ခဲ့ပါတယ်ဥရောပမှာပညာရေးအုပ်ချုပ်ရေးကာကွယ်ရေးဆိုင်ရာဌာနတွေကိုသူတွားရောက်လေ့လာခဲ့တာတွေကိုလည်း နေ့စဉ်မှတ်တမ်းတွေမှာဖတ်နိုင်ပါတယ်ခင်ဗျာဒီမှတ်တမ်းတွေဟာနေပြည်တော်ကဘယင်းနဲ့မူးမက်တွေဖတ်ဖို့ဖြစ်တယ်လို့အရေးအသားနဲ့အကြောင်းအရာစိတ်ဝင်စားစရာကောင်းမှုကြောင့်ပြည်သူတွေကြားထီနာမည် ကြီးလာခဲ့ပါတယ်အထူးသဖြင့်ဒီမှတ်တမ်းမှာပါတဲ့တိုင်းကရုလိုက်ပါဒီဘောတို့တွားဒီရီဆက်ဘာရှန်အမ်ဘက်ဆာဒါစတဲ့တိုးဆောင်စကလုံးတွေကလည်းမြမစာမှာပြောစမှတ်ကြံခဲ့ပါတယ်မင်းတို့နောက်ပိုင်းနှစ်တွေမှာတနက်ဝင်လေကိုင်းမျိုးစားအဖြစ်လဲ နန်းတွင်းမှာဩဇာညောင်းခဲ့ပါတယ်။မင်းတော်မင်းကြီးနှက်ရွာစံချိန်မှာသူနဲ့ဆင်မြူမရှင်မိဖုရားတို့ပူပေါင်းပြီးတိဘောမင်းသားကိုနတ်နေမှုကြံတယ်လို့အစဉ်အဆက်ရေးသားခဲ့ကြပါတယ်။လက်ရုံးကြီးထက်တဲ့မင်းသားကြီးတွေနန်းတက်လာရင်ဖင်းရခတ်မှဆိုးတဲ့အတွက်မင်းသားငယ်ကိုတင်တယ်ဆိုပေမဲ့မိဖုရားကလည်းထက်တဲ့အတွက်သူတို့ကြိုးမစွဲနိုင်ဘူးလို့ဝေဖန်ခဲ့ကြပါတယ်။နန်းထဲမှာရှေရိုးဆန်နဲ့တိုင်းနာမင်းကြီးလို အုပ်စုတွေကလည်း မြန်မာနိုင်ငံတဝက်မကတိန်းထားတဲ့ပြည်ထရှာကို မလိုလားစန့်ကျင်စိတ်ရှိပါတယ်။သူတို့နဲ့မိဖုရားစုဖုရားလက်ပေါင်းပြီးကင်းဝင်မင်းကြီးအာနာကြလာတယ်လို့ဆိုကြပါတယ်။ဒါကြောင့်ဝင်ကြီးအဖွဲ့ဖွဲ့ပြီးအုတ်ချုပ်တာဌာနတွေပြုတ်ပြင်တာစတဲ့ကင်းဝင်မင်းကြီးရဲ့ဆောင်ရွက်ချက်တွေဟာပယ်တဲ့ရည်တွန်းဖြစ်ခဲ့ရပါတယ်။ဆက်လေးဌာနပြုတ်ပြင်ရေး အစိုးရရဲ့အကြီးအကျုပ်ဖြစ်ဘရင်ပွဲတော်အုပ်ရာမင်းကြီးမဟာတတ်တော်ရှေရာထူးကိုတော့ကင်းဝင်မင်းကြီးရခဲ့ပါတယ်။ 1883ခုနှစ်မှာတော့ငွေဝယ်ကျွန်းစနစ်ကိုဖျက်ဖို့အစိုးရအစီအစဉ်နဲ့ကလေးလူကြီးတထောင်ကျော်ကို ရွေးနှုတ်ပြီးသူတို့စန္ဒအရာတာရဏပေါင်တွင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။နောက်ဆုံးဘုံဘေဘာမတစ်ကိစ္စနဲ့တတိယအင်္ဂလိပ်မြန်မာစစ်ဖြစ်ရမှာတော့မတိုက်ဖို့ကြိုးစားတဲ့ကင်းဝင်မင်းကြီးအုပ်စုအရေးနိုင်ခဲ့ရပြီးပြည်ထောင်စုတပ်တွေမန္တလေးနားအထိရောက်လာခဲ့ပါတယ်။ ဒီတက်တွေနဲ့တိုက်ရင်ရှုံးမှသိလို့လက်နက်ချဖို့ကင်းဝအမိန်ပေးတဲ့အတွက်နိုင်ငံကြုံဖြစ်တယ်ဆိုပြီးပြောစမှတ်ရှိခဲ့ပါတယ်။ဒါကလည်းတီဘောမင်းစန္ဒအရာတတ်တော်ဝါတွေမတည်ပြတ်ရအောင်အင်္ဂလိပ်တို့စန္ဒရှိတာတည်အေးဖို့လှုပ်ဆောင်တာလို့မြမဆွေစုံချမ်းကပေါ်ပြပါတယ်။တစ်ဖက်ကလည်းသူဒီလိုမညွန်ကြားရင်မန္တလေးတမျိုးလုံးပြာပုံဖြစ်ပြီးရင်ကျင်းမှုနဲ့အထွေထွေပျက်စီးမှုကတိတိကျကျဆိုးနိုင်တယ်လို့ထောက်ပြကြပါတယ်။တီဘောမင်းကိုလွတ်ရာထွက်ပြီး ပြန်လဲခုခံမှု သူကအကြံပေးတာကိုစင်ပြူမရှင်မမာတာနဲ့တမိတော်တွေငယ်သေးတာအကြောင်းပြပြီးတိဘောမင်းကညင်းခဲ့တယ်လို့ဆွဲဆောင်ကြမ်းမှာဖော်ပြပါတယ်ပါတော်မူဇမှာကနောင်မင်းသားရဲ့သားတော်ထိတ်တင်ကိုတော်ဆိုးကိုကင်းဝမင်းကြီးလိုက်ရှာပြီးနတ်နေမှုစူးစမ်းတာကိုမင်းသားကညင်းခဲ့တယ်ဆိုတဲ့စကားလဲရှိခဲ့ပါတယ်မြမပြည်တိန်းစာမှာတရုတ်ကမြမစီက၁၀နှစ်တကြိမ်ဆက်တဲ့တာနာတောင်းတာမျိုးလိုကိစ္စတွေရှိလာတဲ့အတွက် ပြင်တစ်တရုတ်နဲ့ထိဆက်တဲ့အထက်မြန်မာပြည်မှာအလောင်းဖျားရဲ့မုတ်ဆိုးဆက်ထဲကမင်းတပါပြန်တင်ပြီးကြိုးကင်ဖို့ပြည်ထောင်စုဘက်ကစဉ်းစားခဲ့တာဖြစ်ပါတယ်။အစောဆုံးညောင်ရမ်းခေတ်ကတည်းကမြန်မာနဲ့တရုတ်အပြန်အလှန်လက်ဆောင်ဖလှယ်တာတွေရှိခဲ့ပြီးဂျူရီးယားဗီယက်နမ်ကိုရီးယားစတဲ့ပတ်လည်ကနိုင်ငံတွေကလည်းတရုတ်ဧကရစ်ကိုလက်ဆောင်တွေပို့တဲ့ထုံးစံရှိခဲ့ပါတယ်။နောက်ပြီး1886ခုနှစ်မန္တလေးကိုအိန္ဒိယဘီယံကန်ကျုပ်လာချိန်မှာ တန်ချက်ဝန်စတဲ့မူးမက်တွေစူပြီးစစ်အပြီးမှာဂရိစကားရှိခဲ့တဲ့အတိုင်းနန်းကို ပြန်ပေးဖို့စာတွင်းကြတာလည်းရှိပါတယ်။ကင်းဝမင်းကြီးနဲ့ပြည်ထရှာတို့ဘယ်လိုဆေးဆက်ခဲ့တယ်လဲဆိုတာတိကျမသိနိုင်တော့ပါဘူး။မြန်မာနိုင်ငံကတော့ကိုလိုနီဘဝရောက်ခဲ့တဲ့အပြင်အထက်မြန်မာနိုင်ငံတလွားမှာစူပူအောင်ကြွားခဲ့လို့၁၀နှစ်လောက်ထိမရဖြစ်ခဲ့ရပါတယ်။မင်းအုပ်ချုပ်ရေးကိုဖျက်သိမ်းလို့မြန်မာမင်းမျိုးနဲ့ မှုမဲ့တွေဩဇာကြပြီးနိုင်ငံမှာခေါင်းဆောင်တူမဲ့လို့မြမနိုင်ငံရေးမှာလူလက်တန်းစားတွေကြီးဆိုပြီးအကြံပရန်ဖြစ်ရက်တွေများလာခဲ့ပါတယ်။ခုချိန်ထိမတည်ငြိမ်နိုင်ဘူးလို့ထောက်ပြတဲ့ပညာရှင်တွေရှိပါတယ်။ကိဝမင်းကြီးကတော့တက်လာတဲ့အုပ်ချုပ်သူတွေနဲ့ဆက်လက်ပူးပေါင်းပြီးပုံကန်တွေလက်နက်စွန့်အောင်ကမ်းလှမ်းတာတွေလုပ်ပေးခဲ့ပါတယ်။ဒီလိုကူညီမှုတွေကြောင့်လဲဝီတိုရီယာဘုရင်မ နန်းသက်ရွှေရတုမှာအေရိယာတာယာဘွက်ချင်းမြင့်ခံရတယ်လို့1898ခုနှစ်မှာမြန်မာနိုင်ငံလက်ထောက်ဘရင်ခံရဲ့အတိုင်ပင်ခံအဖွဲ့ဖွဲ့ရမှာလဲသူ့ကိုမင်းတိုင်ပင်အမတ်အဖြစ်ခန့်အပ်ခဲ့ပါတယ်ဒီကာလတွေမှာသူ့ရဲ့အထင်ရှားဆုံးဆောင်ရွက်မှုတွေကတော့ဘုရားဘာသာမြမထုံတန်းဥပဒေတွေကိုစုစည်းပြီးဓမ္မတပ်ပေါင်းချုပ်ကြီးတည်ဖြတ်ပေးခဲ့တာပါ ဒီဓမ္မတတ်တွေကိုအခုထိမြန်မာတရားရုံးတွေမှာ အသုံးပြုနေရဆဲဖြစ်ပါတယ်။ကိယုံမင်းကြီးပြုစုတဲ့စာပေလက်ရထဲမှာနေမိရကန်ဟာလည်းထင်ရှားလာပါတယ်။နန်းနေလူတွေနန်းဆောင်ထဲမှာအဝတ်ကိုကျွနေပုံထိုင်ပုံအဖွဲတရုတ်ပါမှုကြောင့်မောင်ကောင်းဟာဥပရိတီတီကြီးနဲ့ဒါမျိုးဖွဲ့တဲ့တလားလို့မင်းသုံးရှင်မင်းကမှတ်ချက်ချရတယ်လို့ဆိုပါတယ်။ကိယုံမင်းကြီးအနှိမ့်စာရောက်ချိန်မှာတော့ပြည်ထောင်စုအစိုးရကအမြောက်ပြစ်ဖောက်ဂုံပြူတာ ရုံးပိတ်ပေးတာစတဲ့ဂုံပြူတာတွေလုတ်ပေးခဲ့ပေမဲ့နိုင်ငံသားတွေရဲ့စိတ်ထဲမှာတော့နှစ်စာဖောက်အဖြစ်ယူဆမှုကကြံရစ်ခဲ့ပါတယ်။ဒါကြောင့်တူရှိစဉ်အခါကပဲ စီးပနီဆရာတော်စတဲ့ပညာရှိတွေရဲ့မှားမိုင်လှစွာ ကိုမီယာကို ကိုရာဖြက်စီဖိကာစီးဒီမူကြီးမတ်ငယ်မာလောနယ်တို့ဖွက်ကွယ်လှဲ့ဝိုက် သူ့ဘက်လိုက်၍ဇရိုက်ဆောင်ငယ်နှစ်စာမဲချောင်းစတဲ့ပါတော်မူတန်းချင်းကြပြားတွေပေါ်ထွက်လာခဲ့တာပါ။ ကဲအောင်မင်းကြီးနဲ့ပါတော်မူအရေးဟာမြန်မာနိုင်ငံရေးမှာတဘောရာအတင်းအပြော့ပြိပခါရဲ့ရှေ့ပြေးနမူနာအဖြစ်လဲပြသနိုင်ပါတယ်။အီဂျစ်အာဖဂန်လာအိုကမ္ဘောဒီးယားစတဲ့ဗရက်နိုင်ငံတွေဥရောပကိုလိုနီအောက်တနန်းပြီးတနန်းကြာဆုံးနေရချိန်မှာမြန်မာကလည်းကမ္ဘာရေစီးအတိုင်းပါတော်မူတဲ့ဇက်မှာကဲအောင်မင်းကြီးအရှုံးဘက်ကဇက်ဖြစ်ခဲ့ရတယ်လို့ပဲပြောနိုင်ပါတယ်။အင်းဒီချင်းတွေဖြစ်တဲ့ယူရီးယားနဲ့တရုတ်မှာလည်း နမ်းမစွန့်ရဘူးစာချုပ်အမျိုးမျိုးနဲ့အညံ့ခံရခြင်းဖြစ်တယ်လို့နယ်မြေတွေခွဲဝေနေရတဲ့အချိန်လည်းဖြစ်ပါတယ်အင်္ဂလိပ်နဲ့ပြည်လဲအောင်စူးစမ်းရင်အင်္ဂလိပ်လူဖြစ်သွားတယ်လို့လည်းဆိုကြပါတယ်သူတပည့်ဦးမြဲကိုတော့ပြင်တဲ့နဲ့လျှို့ဝှက်စာချုပ်ကိုပြည်ထောင်လက်ပေးတယ်လို့လို့စူပရလက်ကဆွဆွဲခဲ့ပါတယ်နိုင်ငံရဲ့မညီညွတ်ကွဲပြဲမှုကြောင့်ပါရမူရလာကွဲပြဲမှုကိုပြင်ပအင်အားစုတွေကပဲမိထိုးခဲ့သလားဆိုတာကိုတော့သိချမတိနိုင်ပါဘူး